င်္ဂလာပါခင်ဗျာမျိုးလေးအားလုံးချမ်းသာတူပါဖက်ပြရနဲ့ပြည့်စုံနိုင်ပါစေကျွန်တော်ဆုတောင်းပေးပါရခင်ဗျာယနေ့ကျွန်တော်ကြည့်ရှုတောင်းမယ့် view လေးကတော့ဒါကျွန်တော်တို့မြန်မာလူမျိုးအများစုတော်တော်များများကိုးကွယ်တဲ့ဒါအင်ဒွင်းဖီပေါ့နော်အင်ဒွင်းဖီဆိုတာကျွန်တော်တို့အုံဒီနတ်ကောင်းပေါင်းဒါအနီလေးလိုက်ကကပေးရတယ်ဗျာအန်ဒါဟိုဒီမှာတော့ကျွန်တော်တို့ဒီအယူအဆွဲတွေကိုကျွန်တော်တို့ဖယ်ဖြတ်ရမယ်ဆိုပြီးတော့ဒါအင်းဒီဒီကိုးကွယ်ထားတဲ့ဒါအင်းဒီဖီနတ်ကိုကျွန်တော်တို့ဖယ်ရှားတာပေါ့နော်အဆွဲအဆွဲဆိုတာကျွန်တော်တို့ဖြတ်ရမယ်ဟဟ ဘယ်ဆွဲမစို့ဖျက်ရမယ်ကျွန်တော်လူတော်မတည်မြဲဘူးဆိုပြီးတော့ဒါပြောထားတဲ့ view လေးပေါ့နော်ဘယ်လိုဖြစ်ပါကျွန်တော်တို့လူဆိုတာဗျာမင်းကြီးနေမကူအဲမကူခွက်ချင်းနေမနှောက်ရှက်နေပေါ့နော်အဲသူကလည်းသူပေါ့နော်ဟုတ်တယ်မလားဘယ်လိုဖြစ်ပါကျွန်တော်ကတော့ဒါအပြုသဘောမျိုးနဲ့ဟိုကြည့်တယ်လို့မျိုးတွေလည်းဘူးသူရရအောင်လို့တင်ပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ဘာမှစော်ကားခြင်းမရှိပါဘူးစော်လည်းမစော်ကားရေးပါဘူး ။ကျန်ရရတော့ဒါရှေးတောင်မျိုးအရွှေတောင်မျိုးမဲတော့ရွာကိုရောက်နေပါလေ။ညတော့ကဒီအိမ်ရှင်အိမ်ရှင်မိသားစုကတက္ကရာမတွေဆရာလေးကိုနေရာထိုင်ရင်းပေးလူချင်းအာယုံဆုံးအလှူတွေကိုကတ်လူပြီးတော့ကုသိုလ်တရားတွေကိုပြုကြတယ်ပေါ့။အဲ့ဒီတော့ဆရာလေးတို့ရဲ့မြတ်စွာဘုရားရှင်ရဲ့ပိဇာတရားတွေဆိုတာကအမှန်ကိုသိမြင်ရတာပါ။အဲ့ဒီအမှန်ကိုသိမြင်တဲ့အခါကျတော့အယူမားတွေကိုပယ်ဖြတ်ပြရပါတယ်လို့နော်။အဲ့တော့ဆရာလေးကဒီအိမ်မှာကိုယ်ွယ်မှုလေးတွေပေါ်မှာ ူတို့ရဲ့မားရည်စာကုတ်ွယ်ထားတဲ့ဒါကပြောမယ်ဆိုရင်တော့အုံးပြီးပါပဲဟုတ်တယ်နော်ဒကမကြီးဒကမကြီးပြရလိုက်ပါအခုတော့ဆရာလေးကိုမိစ္ဆာလေးတွေယူသွားတာတွေကိုဆွလွတ်လိုက်ပါပြီ။ဒါကအုံးတိပါ။အုံးတိကနတ်မဟုတ်ပါဘူး။ဆရာလေးတို့30တပုံရှိပါလေ။နတ်ပီက6ခက်၊ညီမဘုံက20။လူဘုံကတပုံ၊အပေက4ပုံပါ။အဲ့ဒီ30တပုံထဲမှာအုံးတိနတ်ဆိုတာမရှိပါဘူး။ အယူမားတွေမိယိုးပလာဆင်းသက်လာပြီးတော့မိယိုးပလာရဲ့ရှင်ယိုးအစွဲတွေနဲ့အုံဒီကိုနတ်လုပ်ပြီးတော့ကိုးကွယ်လာတဲ့အယူမားတွေကြောင့်ပြန်ပြီးတော့ပြောမယ်မိုးလင်းတော့ရှာစားရတာကိုယ့်ဘက်ကိုစားရတာမဟုတ်ဘူးရှာခွေလောက်ကန်ရတာကိုယ့်ရဲ့ကံညာဝရိယနဲ့ရှာခွေတာမဟုတ်လားဒီအုံဒီကကိုယ်ဘာလုပ်ပေးနိုင်အလုတ်လာရှုပ်ပေးတာပဲရှိတယ်ကိုယ့်ရဲ့အလုတ်ရှုပ်တာအုံးကြီးကရှုပ်တာမဟုတ်ဘူးမိမိရဲ့မားရင်းစွာဆွဲလန်းထားတဲ့ဥပဒေညောင်းအုံးကြီးကိုဝဲခေါင်းပေါင်းပေါက်နှက်ဆိုပြီးတော့ကိုယ်ွယ်ကြတယ်အယူမားတွေမဟုတ်ဘူးလား အဲ့ဒီအယူမားတွေတည်းတည်းမီယိုပလာဆင်းသက်လာခဲ့တယ်ဆင်းသက်လာခဲ့ပြီးတော့ဆွဲထားတဲ့အမားဖြစ်တယ်အခုတော့တည်သွားပြီးတဲ့မိမိခန္ဓာကမိမိအစိုးရလို့လားမိမိခန္ဓာကမြဲတာလားမမြဲတာလားမမြဲပါဘူးမိမိခန္ဓာကဘာလုပ်ပေးနေရတာလဲပြုပြင်ပေးနေရတယ်ပြုပြင်ရင်းနဲ့ဘာဖြစ်သွားတာလဲပျက်စီးသွားတယ်အစိုးမရတဲ့အနတ္တခန္ဓာကိုယ်ခန္ဓာတော့မမြဲဘူးအရာရာတိမြဲတာရှိပါ့မမြဲပါအဲကျွန်တော်ဒီလိုကိုယ်ွက်မှုကတော့ကျွန်တော်တို့ဒါအမျိုးမျိုးအနေနဲ့ကျွန်တော်တို့ မှာတော်တော်လေးမှာဒါကိုးကွယ်ကြတယ်ဗောနော်ကျွန်တော်တို့လည်းဒါကိုးကွယ်ပါတယ်အဲဘလို CEO CEO အစွဲစကားရှိလဲဆိုတော့ကျွန်တော်တို့ဟို lesson ကန် lesson ကန် lesson ကန်ဒါဟိုတာသမီအမိဘမိဘနေတာသမီတာသမီရဲ့မိမိအဲ့လိုကနေတော်တဆင်ကန်တဆင်ကန်ကိုးကွယ်ရတယ်ဗောနော်ဒါမကိုးကွယ်ရင်ကျွန်တော်တို့ဒါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ CEO အစွဲတွေတော့ရှိတယ်ဗောအဲတကယ်လည်းဖြစ်တဲ့လူတွေရှိတယ်ဗျာကျွန်တော်ပြောပြလိုက်ပဲမယုံကြည်လို့လည်းမရတယ်လို့မယုံကြည်လို့လည်းမရအောင် ဘာဖြစ်လို့ဆိုတော့ဒီအစွဲတွေကကျွန်တော်နှစ်ပေါင်းများစွာဆွဲလာတော့ဒီကဒီလိုမျိုးတစ်ခုခုကျွန်တော်တို့ကဟိုနှက်အုံးသီးရဲ့ကျွန်တော်တို့ကြွမီပေါ့နော်ပြောချင်တာသူလေအဲ့ဒါလေးကြိုးဝါခဲ့ရင်တော့မှာကျွန်တော်တို့မှာဒီတဲအိမ်မှာတစ်ခုခုဖြစ်တယ်ဗျာဘေးရင်တွတ်တက်လာရင်ဒါကြောင့်ဖြစ်တယ်ဆိုပြီးတော့ပြောကြတယ်အဲ့ဒါကြောင့်မို့အဲ့ဒီအချက်တွေကလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဟိုဒါဒီခေတ်မှာတော့ဟိုတရားသဘောနဲ့ကြည့်နော်ဒီလိုပေါ့နော်ကျွန်တော်တို့ဒီကနေကြည့်နေဒီလိုပေါ့နော်အမျိုးမျိုးတော့သူ့နဲ့ငါကတော့ဟိုကိုယ်ွယ်လဲလူရှိတော့ယုံကြည်လဲလူရှိတော့မယုံကြည်လဲလူရှိတာပေါ့နော်ဒါပေမဲ့ အဲယုံကြည်တဲ့လူကတော့ကိုယ်ပဲပေါ့အမယုံကြည်တဲ့လူကတော့လေကိုယ့်ရဲ့စိတ်ဆန္ဒသဘောပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်ပါလူဆိုတာကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ်ကိုယ်ပိုင်တယ်ဗျပိုင်တဲ့အတွက်ကိုယ်ကိုယ်တိုင်ဝေဖန်ဖွဲ့ချနိုင်စိတ်ရှိတယ်ဟုတ်တယ်မလားကိုယ်ဒါကောင်းလားမကောင်းလားဆိုကိုယ်ဆုံးဖြတ်စဉ်းစားနိုင်လို့ရတော့နော်ဒါဆိုရင်အယူမှန်သွားတဲ့ခါကျတော့ဒီမိစ္ဆာဒိဋ္ဌိအယူဝါဒကိုဆရာလေးကိုစွန့်လွတ်တယ်ဆရာလေးကိုသူ့ရဲ့မိစ္ဆာဒိဋ္ဌိယူဝါဒကိုအပြစ်စွန့်လွတ်လိုက်တဲ့အတွက် ကိုယ်ကွယ်မှုတွေမားနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဗုဒ္ဓဘာသာတွေအားလုံး30ပုံထဲမှာမရှိတဲ့နှက်ကိုကိုယ်ကွယ်မနေပါနဲ့ကိုယ်ကွယ်ရမှာကတော့ဖရာတရားတန်ခါယန္နာသုံးပါးသာဖြစ်တယ်ဟုတ်တယ်မိမိကိုယ်တော်မိမိအားကိုးရလို့မြတ်ဗုဒ္ဓကမှာခဲ့ပါတယ်အဲ့တော့မိမိကိုယ်ကိုမိမိဘလို့အားကိုးမလဲ၅ပါးသောတီလာနဲ့ပြည့်စုံသောတီလာတည်ပြီလေအားကိုးရ၈ပါးသောတီလာတည်ပြီလေမိမိရဲ့အားကိုးရ မမြဲခြင်းသဘောတရားနဲ့ပျက်စီးနေတော့မိမိရဲ့ခန္ဓာကလည်းမိမိရဲ့အာကိုရာမဟုတ်ဘူးအဲ့ဒီတော့ပျက်စီးနေတဲ့ခန္ဓာဒီငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါအောင်စားလည်းမဟုတ်ဘူးလို့သိနေတဲ့ဉာဏ်ဒီပင်နေမိမိရဲ့အာကိုရာပဲကဲအားလုံးပဲတရားဓမ္မလို့အယူမားကိုဆုံးလွတ်လိုက်ပါဒီအုံဒီဆိုတာခွဲစားဖို့ပါမုတ်လောက်စားဖို့ပါအုံဒီကလက်မဟုတ်ပါဘူးမိယောဗလာဆင်းသက်လာတဲ့အယူမားတွေကိုပယ်ဖြတ်